အားလုံးမမြင်လာပါဗျာဘာမစင်တက်ကနေပြီးတော့ကျူစွလိုက်ပါတယ်ဗျာကျွန်တော်ဒီနေ့ပြပကျင်တဲ့အကြောင်းအရာလေးက QR code တစ်ခုကိုကျွန်တော်တို့ကပါဆော်ဝဲမှာသုံးစရာမလိုပဲနဲ့အလွယ်ကူဆုံးရွှင်ဆုံးကျွန်တော်ဖန်တီးမယ်ပေါ့နော်။နောက်ပထမဆုံးအနေနဲ့ Google Chrome ကနေပြီးတော့ QR code generator ဆိုပြီးကျွန်တော်ရိုက်ထည့်မယ်။ QR code generator site တွေအများကြီးရှိတဲ့နေရာမှာကျွန်တော်ကဆိုင်းရလို့ရမလို့ပဲနဲ့အလွယ်တကူ generate လုပ်လို့ရမယ်။ m.jua ဆိုတဲ့ site လေးမှာ generate လုပ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ဒီကောင်လေးကကျွန်တော်တို့ sign up လုပ်ကြမလို့ဘူးကျွန်တော်တို့ app ကို download ဆွဲကြမလို့ပဲ ਨੇ ကျွန်တော်တို့ကအလွယ်ကူဆုံး QR code လေးကိုဖန်တီးมาဖြစ်ပါတယ်ကျွန်တော်တို့ဖန်တီးခြင်းနဲ့ကျွန်တော်တို့ရဲ့ Google Facebook page ဖြစ်ဖြစ် YouTube channel ဖြစ်ဖြစ် Google URL site ကိုပေါ့နော်ကျွန်တော်တို့က copy ယူပြီးတော့ဒီထဲမှာ reach ပေးရပါမယ်ကျွန်တော်ကျွန်တော် channel လေးဖြစ်တဲ့ YouTube channel ကနေပြီးတော့မှ copy link လေးယူလိုက်မယ် ဒီကျွန်တော်ကဒီ site ထဲမှာပေးစာမယ်ပေါ့နော်ပေးစာဖို့အတွက်ကို URL လေးကိုကျွန်တော်တို့က click တစ်ချက်နှိပ်ပေးပါမယ်။ဒီကျွန်တော်ခုန copy ကူလာတဲ့ link လေးကိုဒီမှာပေးစာမယ်ပေါ့နော်။ link ကတော့ကျွန်တော်ရဲ့ Burma Center name လေးကိုပဲပေးလိုက်ပါတယ်ခင်ဗျ။ကတဂိုရီနေရာမှာကိုကြိုက်တာယူလို့ရတယ်ဒါတော့ကျွန်တော် ဆန်းသက်နေနဲ့ကျွန်တော်ကတော့ education ဆိုတဲ့ဟာလေးကိုပဲကျွန်တော်ကပြီးလိုက်ပါတယ်ခင်ဗျပြန်ကျွန်တော် customer and download queue ဆိုတာလေးကိုတစ်ချက်နှိပ်ပြလိုက်တာနဲ့ကျွန်တော်လိုချင်တဲ့ queue code လေးထွက်လာတော့မှာပါအခုကျွန်တော်ပြထားတဲ့ညာဘက်မှာပြထားတဲ့ queue code လေးပေါ်လာပြီပေါ့နော်အဲ queue code လေးကကျွန်တော်ရဲ့ကိုပိုင် queue code တစ်ခုအနေနဲ့ဖြစ်သွားပြီဒါအလွယ်ကူဆုံးရွှေရှင်ဆုံးပေါ့နော်သူအောက်မှာ logo ကြီးထည့်လို့ရတာရှိမယ်အခြားအရာတွေရှိမယ်ပေါ့နော်ဒါအလွယ်ကူဆုံးရွှေရှင်ဆုံးဟာလေးကိုပြထားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ YouTube ဒီတိုင်းပဲ download ဆွဲတော့မယ်ပေါ့နော် ။ comment အနေနဲ့ကတော့ကျွန်တော်က PNG ကိုပဲရွေးချယ်ပြီးတော့ download ကြွားလေးကိုပဲနှိပ်ပါမယ်ခင်ဗျ။ကျွန်တော် download file လေးကိုဖွင့်လိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော်လိုချင်တဲ့ QR code လေးကိုအဲဒီလိုရွေးချင်ဆုံးလေးကိုတာပြီးဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ